ဖအဖအဖဘူးလက်ကိုဖမ်းတယ်သူစီးတယ်သူလျှောက်អော်နေတဲ့កောင်တောင်ញောင်းយកပြောပြောနေတယ်အဲ့ဒါပြောပြီးကြည့်ပြောပြီးလက်ပြောပြောပြီးအနာနာအော်တိုဘလာစေးရင်းနေ2025ဒီမြတ်ကျော်ရဲ့ညာကင်းမိုက်တင်ဆက်မှုညာမှာကျူစွာတယ်ကျွန်တော်တို့မပြောဘူးဘူးလက်လဆွေကို မဖမ်းပါဘူးနေပြီးတော့မှရှိနေပါတယ်ဆိုတဲ့တဲ့င်းနောက်ဆုံးချစ်ကိုအတည်ပြုလို့ရပါတယ်ကောလာဟာလာရီယာဘူးလက်လဆွေကို ဖန်စီစစ်ဆေးတယ်ဆိုတဲ့သတင်းတော့ကြားရတယ်။ဒါပေမဲ့ဖန်ချုပ်ထားခြင်းမရှိပဲနောက်တစ်ခါဒါမျိုးမပြောနဲ့လို့သတိပေးပြီးပြန်လွတ်လိုက်တယ်လို့ယူဆလို့ရပါတယ်။ကျွန်တော်တို့မျော်လင့်ချက်ကိုမဖြည့်စည်းပေးတဲ့ဘူလတ်လာဆိုအကယ်၍သာစော်ဖုံးကြီးပြီးတော့ဘူလတ်လာဆွေတာဖန်ခံရတယ်။ကျွန်တော်တို့တော်တော်ဂျင်းနဲ့ပျော်ရွှင်ရမှာပါ။ဒါပေမဲ့တစ်ဖက်မှာလည်းပျော်စရာတော့မကောင်းတော့ နော်သဘောရင်းမရှိလို့ပြင်းနေရတဲ့ကြားတဲ့ဘူးလက်လာဆွေပါတ်မရှိထပ်ပြင်းနေအောင်သူရဲ့သူတို့ရဲ့ပေါ်တော်တော်ပြောဆိုချက်တွေနဲ့ပတ်သက်ပြီးတော့အပြင်းတော်ပြေတာတဆက်ဆက်ထဲမှာပေါ်တယ်ချတယ်ဆိုပြီးရှော့တွက်လို့မရတာတွေရှိကလိညာကတော့ကြီးတယ်ဗျခင်ကြီးတသက်ပလုံးမင်းအောင်နိုင်ကိုကောင်မျိုးကိုခြေပလိုက်လို့ရတဲ့ကစားကွက်တွေရှိတယ်။ခင်ရလက်တလုံးမှာအစီရသူမှုရှိဘူး။ဝရံပြီးမဟုတ်ဘူး။ တန်းရွှေလက်ထက်သိမ့်စိန်လက်ထက်တွေမှာအကောင်ကြီးကြီးအမီးရှိရှိကန်ကစားခဲ့တာခင်ညုတ်ကိုဖမ်းပြီးခြောက်နဲ့ထည့်လာတယ်ကောခင်ကြီးလိုလူမျိုးကိုမင်းအောင်လိုင်းကရှော့တွက်နိုင်မယ်တော့မဟုတ်ဘူးဒါကြောင့်မို့စစ်ပူချုပ်တွေကိုကြက်ခိုင်ရဲလွတ်ပြီးသိမ့်မချာခင်မှာအချိန်ကြီးမကောင်းရင်တော့တကောင်းရန်အာနာသိမ့်ဝဲလိုပဲခင်ကြီးခွေးကြက်ရောက်မယ်ဂိမ်းတော့ရှိတယ်ဒါက ဒီကလေးကွာကောင်တွေကိုပြောရတာလဲလက်ပိတ်ပါတယ်ဗျာဒါပေမဲ့မဖြစ်မနေရန်သူအကြောင်းကတည်ထားတဲ့တာကိုဒီကနေ့မှာတော့တကဘာလုံးကအုံအုံကြွတ်ကြွတ်တရင်ကျို့လာမီဒီရှီမီပူဇော်ပွဲမှာအစုလိုက်ပြုံလိုက်ဘုံကျဲတက်ဖြတ်မှုနဲ့ပတ်သက်ပြီးဘုလသမကဩစတြေးလျအစရှိတဲ့နိုင်ငံကတန်ယုံတွေကကောင်ကကြောင်ရှုတ်ချကြောင်ဝန်နေချီကွဲကြောင်ထုတ်ပြန်ထားပါတယ် Yeah. ပြစ်မဲ့ပြည်သူတွေအယက်သားတွေကိုဘုံကျက်တက်ဖြတ်မှုကနောက်ထပ်စစ်ရာဇဝမှုတစ်ခုထတ်တိုးတယ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်တဆက်ဆက်ထဲမှာဒီနေ့ကပ္ပစရိနီမှာတိုက်ပွဲတွေဖြစ်နေတယ်ဗမာတပ်တော်စော်ပါတယ်အာရခတပ်တော် AA fighter ဂုံးကိုတက်ပြင်းပါတယ်ဒီသတင်းတွေရှိပါတယ်ဒါတွေကိုမပြောခဲ့ပါကျွန်တော်ကျွန်တော်ဗီဒီယိုကိုကြည့်တဲ့ရဲဘော်မိတ်ဆွေတွေကိုကျွန်တော်အကူအညီတစ်ခုလောက်တောင်းကြပါတယ် ပေးနိုင်တာခမရုံးနဲ့တီးတဲ့ခင်တဲ့လူတွေလက်ဖိဆိုင်ထိုင်ရင်ခီးသွားရင်ဈေးသွားရင်သူတို့တွေကိုတချို့တော်တော်များများကိုကြုံရင်ကြုံတယ်လို့မေးကြည့်ပါလားငါတို့တိုင်ပြီးမှဖြစ်နေတာတွေမင်းတို့မသိကြဘူးလားမသိချင်အောင်စောင့်နေတာလားမင်းတို့စစ်တပ်ကိုပဲအစဉ်ပြေတယ်လို့ပေါင်းပြီးထောက်ခံပြီးစစ်ကြုံဘဝနဲ့နေလိုက်ကြတော့မလားလို့ ပျော်ပွဲရွှင်ပွဲကျင်းပပြီးအချောင်သမားတွေကိုတစ်ချက်လောက်လက်တို့ပြီးတော့မေးပေးပါတိုင်းပြည်ဟာမကြာခင်ကာလမှာစစ်မီးကြီးဟုံးတောင်းတဲ့အခြေအနေရှိနေတာကိုအနေမပြတ်အစမပြတ်အကမပြတ်အခုံမပြတ်အစိုးဆုံးကတော့ဖြူဖြူကျော်သိန်းတို့မူတော့ sorry 1 2 3 go action အစိုးဆုံးကတော့ဖြူဖြူထွေးတို့အော်ဗါလေမူညိုတို့ ။အများကြီးပဲဗျာ။ဘာမှမဖြစ်တဲ့လူကြီးကိုမသိကြအောင်ဆို။ဒါကြောင့်လက်တော့ကြီးမေးကြည့်ပါ။ပြောကြပါဆိုရပါ။ဒီကနေ့ဆိုရင်မကွေးပကိုးရဲ့ကပ္ပစာ၃ခုပြင်းထန်တဲ့တိုက်ပွဲဖြစ်နေပါလား။ကဝေးပစ္စည်းဆက်ယုံဆိုတဲ့ကပ္ပစာကပ္ပစာ၆ကပ္ပစာ၄ကပ္ပစာ၂၄ပပလေးပါပြင်းထန်တဲ့တိုက်ပွဲဖြစ်ပါဘကိုတိုင်းဘရောင်းအခြေဆိုင် မကွေးငဖေးပေါက်ပြီပေါက်ကအဲ့တော့ကမ္ဘာသား6စလီ24မှာတိုက်ပွဲကတော်တော်ပြင်းထန်စွာဖြစ်နေတယ်ပြုစစ်တပ်ကလည်းအင်အားထောင်ချီတုံးတယ်လေချောင်းနဲ့ပစ်အရခတ်တက်တော်အေအေနဲ့ပူပေါင်းတက်နေတာကမ္ဘာသား6နဲ့24ကိုတိမ်ပိုက်ဖို့စတဲ့ထိုးစစ်စင်ပုံမြင်နေကမ္ဘာသား24မှာတိုက်ပွဲတွေဖြစ်နေပြီမြဲ အသေးစိတ်ပြောလို့မရဘူးကပ္ပစာ6နဲ့ကပ္ပစာ14အံပဒံငဖဲနဲ့ရေကန်ဖြူကဝင်းချင်တောင်ကုတ်ဗတော်လမ်းပိုင်းလေတာတောင်စကန်နဲ့ညောင်ကျူးစကန်ဝင်းချင်နေမှာတော့ပြင်းထန်တဲ့ကပ္ပစာတိုင်တိုက်ပွဲတွေဖြစ်နေအော်ကတ်တပ်တော်နေအီမဟာမိတ်တပ်တွေဟာကပ္ပစာတွေကိုတိန်းကိုတိန်းလိုက်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်စစ်တပ်မှာကပ္ပစာစိတ်25ရှိ25ယုံကြည် ။မကွေးတိုင်းထဲမှာအများဆုံး15ယုံရှိတယ်။အကိုးတိုင်းမှာ9ယုံရှိတယ်။နေပြည်တော်တက္ကိုးမှာ2ယုံရှိတယ်။ရန်ကုန်တိုက်ကြီးမှာ1ယုံရှိတယ်။မကွေးတိုင်းတစ်ခုတည်းကံကောပေါ့မြိုင်စိတ်သူစေလူတာငဖဲတရက်အထမင်းလာစင်ပေါင်းဝဲဘကိုတိုင်းဘရောပေါ့ကောင်းမြို့နေဒီနှစ်ခုမှာရင်ကပ္ပဆာစိတ်ရောပေါ့22ခုရှိနော် အဲ့တော့ဒီနေရာတွေကိုကြည့်မယ်ဆိုရင်မကွေးတိုင်းကံကောပေါ့မြိုင်စိတ်ပြူစရိတော်ငဖဲတရက်အထက်မင်းလာစင်ပေါင်ဝဲမကွေးတိုင်းကဘရောင်းပေါက်ခေါင်းဒီနေရာတွေကိုပိတ်စို့ထိုးသစင်သိမ့်ပိုက်နိုင်စစ်တဲ့ကဘာစာဆိုင်ကို22ရုံကိုကျွန်တော်တို့ကြောဖြတ်နိုင်တကယ်တိုက်ဖို့ပဲလိုပါတယ်ထပ်ပြီးတော့ထပ်ပြီးတော့ငဖဲမှာရှိတဲ့နေကကာကင်းစကန် နိုင်ကနာကဂုတ်ကြီးစခန်းဖိုက်တာဂုံလို့ခေါ်တဲ့နေရာကိုအာရခတ်တက်တော့အင်းနဲ့ပူပေါင်းတက်ပြီးတက်ပြင်းပါလေတက်ပြင်းပါအဲ့တော့အာရခတ်တက်တော့အင်းနဲ့မဟာမိတ်တက်တွေမှာလေဒီကိကြဆုံးမှုရှိတယ်အော်တိုဘာ၂ရက်နေ့တိုက်ပွဲမှာတော့နှစ်ဦးကြဆုံးအရှိုချင်း ACDF ကရဲဘော်တွေကြဆုံးခဲ့တယ်လို့အော်တိုဘာ၈ရက်နေ့မှာထုတ်ပြန်ထားတယ်အဲ့ဒီဖိုက်တာဂုံဆိုတဲ့နေရာမှာ ခမရ9ခုလေးခမရ9 6 9ခမရ9ခု9ခမရ9ခု9ခမရ920ခလိုက်ရ9 2 9 5အဲ့ဒီတက်ပြီးအကုန်လုံးကိုအဲ့ဖိုင်တာဟုတ်ပုံစင်မှုရန်နေအများပြပါတယ်အဲ့တော့စင်မှုရန်နေကိုလူသားတိုင်းလုတ်ပြီးဖတ်စစ်တက်ဟာမဲ့ခံဂုံဂုံကြီးတကြောပြန်လေစတင်စစ်စင်မဲ့ အရေးအယောင်တွေတွေ့တာကြောင့်အာကတ်တတ်တော်ကြီးကတံပြန်တိုက်စစ်နဲ့ဒရဇက်ဖိတိုက်တဲ့အချိန်မှာတလန်ပြီးရတယ်ဆိုတော့အာကတ်တတော်ကြီးဘူပေါင်းတက်တီလွမ်းမိုးထိန်ချုပ်ထိုးစစ်စင်တဲ့စစ်စင်ဧရိယာကိုကြည့်အောင်လက်ရှိနိုင်ငံပြည်ဝပေါင်းဝင်ချင်းအမ်ဘရန်လာမင်းတို့တည့်ရစင်ပေါ်ဝဲအထက်မင်းလာငဖေးပတ်သိမ်မုံရလမ်းပိုင်းနေ ဘကိုးတိုင်းကတောက်ပရောင်ကာလန်အေယော်ရီတိုင်းကလေးမျက်နာမှာတိုင်ဝဲဖြစ်အာရခတ်တတော်အေရဲ့စစ်မျက်နာတပီလုံးရဲ့စစ်တပ်ကိုကြောဖြတ်နိုင်မဲ့စစ်မျက်နာကြီးရှိနေအာရခတ်တတော်အေရာဂျန်စီလောက်ကင်နေတဲ့အလောက်ဟာစစ်တပ်ရဲ့ဂေပေါက်တွေကိုပိတ်ရင်းမြစ်တွေကိုဖြတ်ရန်သူလက်နက်ကိုလက်နက်ဆိုတဲ့နီးနာနဲ့ တိုက်ခိုက်ထိုးစစ်ဆင်နေတယ်။အရကတက်တော့အေးစင်မြနာဖွင့်ထားတဲ့ပတ်ချောင်းလေးမှာကပ္ပစာစိတ်22ကျုပ်ဒီကြောပြတ်သွားနိုင်တဲ့အခြေအနေမျိုးကိုအရကတက်တော့အေးဘုရုထုံးမြနိုင်တယ်တကွာအရကတက်တော့အေးနဲ့အတူပူပေါင်းတိုက်ပွဲဝင်တဲ့သူတွေအောင်မြင်အောင်လုံအောင်နေမယ်ရှုပ်ချလုံလေလုံနေပြည်သူလူထုကဒဇက်ကလေးမှ တဆက်ကလေးမှနောက်မတွန်းနဲ့စုံပြတ်ချက်ကိုအရကတတော်ဤပူပေါင်းတက်တွေတော်လိုင်းရေးတက်တွေအကုန်လုံးကတိရှိနားလေပြီ။အောင်မွေးကိုသွားမယ်ဆိုတဲ့ရွယ်ချက်နဲ့တစ်ချက်မှနောက်မဆုတ်ပဲတိုက်ပွဲဝင်နေတာကိုတွေ့ရတယ်။ထပ်ပြီးတော့ဒီကနေ့ဗမာတက်တော်ပြီးပြီ။ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ပါလေ။ဆိုတော့ဟာကျွန်တော်တို့စစ်စင်ရည်တွေနဲ့ပတ်သက်ပြီး အများအပြားရှိနေသေးတယ်ကျွန်တော်တို့လက်လန်းမမီတဲ့သတင်းတွေမထုတ်ပြန်တဲ့သတင်းတွေများများရှိတယ်ဗမာတပ်တော်အေရဲ့တိုက်ပွဲဝင်မှုကလည်းတော်တော်လာတယ်ပူပေါင်းတက်တွေနဲ့အတူ KAI ကလည်းဒီကနေ့ထပ်တိုက်ပါတယ်ထပ်တိုက်ပါတယ်ဗမောမြို့တဝိုက်မှာစစ်ကောင်စီတက်ရဲ့နေရာနှစ်ခုထပ်သိမ်းလိုက်ပါတယ်သုံးနေရာရှင်းပါတယ်အော်ဘလာကိုရနေဗမောသုံးမိုင်ဘက်ကစစ်ကောင်စီနေရာသုံးခုကိုသိမ်းတယ် ပုံမှုစစ်အပါဝင်30ကိုသိနော်အဲ့တော့ဗမောမျိုးသိန်းတိုက်ပွဲကတော့အနေငယ်ကြာနေပြီဒါပေမဲ့သိန်းကိုသိမ်းနိုင်လေးမင်းတို့ယုံကြည်တယ်အကြောင်းအကြောင်းတွေအကြောင်းစစ်ကိုခဏတန့်လာလားလို့ကျွန်တော်တို့စဉ်းစားလို့ရတယ်ဒီနေရာမှာထပ်ပြီးတော့တိုက်ပွဲရဲ့သဘောတဘာဝတွေကိုကျွန်တော်ကြည့်ရအောင် တိုက်ပွဲရဲ့သဘောတဘာဝတွေအရာလက်ရှိအခြေအနေဟာတော်လိုင်းတိုက်ပွဲတွေဖြစ်နေတဲ့အခြေအနေဆိုတော့ကျွန်တော်အကူညီတောင်းတာတဲ့ရဲဘော်မိတ်ဆွေတွေကမိမိတို့ရဲ့တည်ကျွမ်းခင်မင်းဆက်ဆက်ပတ်သက်တဲ့နေရာလေးအဲသူတွေကိုပေါ့ဗျာနည်းနည်းတော့ဝေးကြည့်ပေးကြပါဗျာနော်ဘာမှမဖြစ်ဘူးလို့ထင်နေတာလားဆိုတော့ပျော်ပြီးရဲ့လူမျက်ကြော်ဗီဒီယိုကိုပြပေးကြပါဗျာသိလား ဲ့တော့ကျွန်တော်ဒီကနေ့ဟာတော်လိုင်းကြီးဆိုတာပျောက်ကြားစစ်ကိုအားပြုတာဖြစ်ပါတယ်ပျောက်ကြားစစ်ပညာစနစ်အင်မတန်ကြားပါတယ်အင်အားတော်လုံးနဲ့ရန်သူကိုရင်ဆိုင်ဖို့ဒီဇိုင်းထုတ်ထားတဲ့အသင့်ရော်လုံးသောစစ်ပြူပါအထည်ရောက်ဆုံးသောတိုက်ခိုက်ရေးနီလန်းဖြစ်ပါတယ်အဲ့တော့ပျောက်ကြားရဲ့စစ်ပြူပါတီတူးစစ်မဟာပြူပါဆိုတဲ့နီနာ အဓိကကြတဲ့အစိတ်ပိုင်းရှိပါတယ်ဘီသူစစ်မဟာဗျူဟာဆိုတာခင်ဗျားတို့ကိုကျွန်တော်ပြပြမယ်တာမန်လက်နက်ကင်တိုက်တဲ့နီးနာတစ်ခုတည်းမဟုတ်ဘူးလူအဖွဲ့အစည်းတစ်ခုလုံးစစ်မြေပြင် ဖြစ်သူပြောင်းလဲပြီးပြည်သူတဦးချင်းစီကတော်လန်ရေးရဲ့တက်ကြွတဲ့အစိတ်ပိုင်းဖြစ်ပြောင်းလဲပြစ်နိုင်တဲ့နိုင်ငံရေးစီရေးပေါင်းဆက်နိုင်တဲ့တိုက်ပွဲတရပြန်အဓိကရှိမှချက်ရန်သူတပ်များကိုမြင်းနဲ့ချင်းတိုင်းတိုက်ခိုက်ချိန်မုံမှုမဟုတ်ပဲ ရန်သူကအုတ်ချုပ်၍မရနိုင်တော့နေထိုင်လို့မရနိုင်အောင်ရန်သူအုတ်ချုပ်ရေးကိုဖြိုဖျက်မိမိအုတ်ချုပ်ရေးကိုတိဆောက်တဲ့နီနာဖြစ်တယ်။ကြောက်ကြစိတ်ရဲ့အခြေခံဝိတ္တတာတွေရှိတယ်။ရုပ်ရည်ဝင်တိုက်အမြန်ဆုတ်กว่าအလွယ်ပြောတော့ပြည့်ပြည့်ပေါ့ဗျာ။ဒီနေရာမှာပြည့်ရည်အများကြီးရှိတယ်။ရန်သူကိုမျက်ခြေမပြတ်စောင့်ကြည့်ကြပါမမြော်လင်ရတဲ့အချိန်မှာမမြော်လင်ရတဲ့နေရာကယုတ်တိရဝင်တိုက်ပါ။ ရန်ကုန်ပြန်လဲစူးစီးမှုမလုံနိုင်ခင်ပေါင်ပွဲရလက်ကိုရယူပြီးပြန်လဲဆုတ်ခွာပါပြည်သူတို့ရဲ့ထောက်ခံမှုကိုတရားရကံတို့အပြစ်ရယူရပါပြီဒေတာကန်သူတို့ရဲ့ထောက်ခံမှုဟာပျောက်ကြားတော်လံရေးအတွက်အတတ်တမျှအရေးကြီးပါတယ်လူလူစီကရတဲ့တင်းအချက်လက်လူလူကပေးရတဲ့သူတို့ရင်သွေးရဲပေါ်လေလူလူကြားထဲမှာငားကဲ့သို့နေထိုင်ရမယ် တော်လန်ရင်းနဲ့လူလူရင်းနဲ့ငါတသားရဲဖြစ်ရမယ်အမားရှောင်းအပြော့တိုက်ဒီနေရာတွေမှာအလွယ်မှတ်လို့ရပါတယ်အဲ့တော့ကိုမြတ်ကျော်လှုပ်တာတဲ့အဖွဲ့အစည်းတွေနဲ့ကောအဖွဲ့အစည်းတွေကရောဘယ်လိုလုပ်မှလဲဆိုကျွန်တော်တင်ပြတာလေအချက်လက်တွေပေါ်အခြေခံတဲ့နိုင်ငံရေးမှုစီးမှုတွေနဲ့ကျွန်တော်တို့ရှေ့ဆက်မှာဖြစ်ပါလုံနိုင်တယ်လို့လှုပ်ကြရမှာဗောဗျမချခင်မှာ ကဘာဆဆက်ယုံအ ਨੇ ဆုံး၃ယုံကိုသိမ့်ပိုက်နိုင်တယ်ဆိုတဲ့တည်းအာကတတ်တော်ကြီးရဲ့စစ်မျက်နှာနဲ့အတူတချိန်လုံးထိုးဆင်းလာမယ်လက်ရှိစီအချိန်ကြီးညက်ချီအပြတ်ကြတယ်နေကုန်းကျောက်မှာကမ္ဘာတရိန်ပတ်တဲကြရအောင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ငြိမ်းချမ်းရေးနိုဘယ်ဆုသူရမယ်လို့သူရဖို့တင့်တော်တယ်လို့တဖော်ဖော်ပြောနေပြီးမှာ ဒီနေ့တကဘာလုံးကိုဒီနေ့ညက်နေမှာတော့ပဲငင်းငင်းစုကိုချိန်ညားပါတယ်ဒီစုကိုတော့ဗင်နီဇွဲလာကအတိုက်ခံဒီမိုကရေစီရေးတိုက်ပွဲဝင်သူမာချာဒိုဗင်နီဇွဲလာမှာဒီမိုကရေစီအရေးဒီမိုကရေစီရရှိဖို့အစွမ်းကိုစ조사နေသူဖြစ်ပါတယ်သူကိုလိုက်လံဖမ်းနေတယ်ပုံအောင်နေရတယ်သူကတိုင်းပြည်ကိုမစွန့်ခွာပဲသူရဲ့တိုင်းပြည်ထဲမှာနေပြီးတိုင်းလံဖမ်းဆီးနေတဲ့ဂျာကား ဆက်လက်တိုက်ပွဲဝင်နေတဲ့သူပါဒါကြောင့်မို့တန်းနဲ့ချီတဲ့ဗင်နီဇိုလာပြည်သူတွေဟာသူ့ကြောင့်ခွန်အားရစေပါတယ်ဒီလိုပဲအမေရိကန်သမ္မတအိုဘာမားဟာလည်းညီငယ်တို့ပဲစုရရှိခဲ့ပါတယ်အမေရိကန်သမ္မတတွေကအစနိုဘယ်ညီငယ်စုကိုလိုချင်ကြတယ်ဂုံတိတ်ကကြီးမားလာတာဒီလိုပြောနေရင်ねကျွန်တော်တို့ရဲ့ညီငယ်နိုဘယ်စုချင် ဘောကိုပေးဆက်တိုက်ပွဲဝင်နေတဲ့တော်လွန်ဆန်းစုကြည်ကိုသတိရမိတယ်။အမေရိကန်သမ္မတတွေကအစကမ္ဘာရဲ့ကြော်ကြားသူတိုင်းလူချင်းနဲ့ငင်းငိမ့်နှုတ်ပဲစုဘူး။တော်လွန်ဆန်းစုကြည်ကတောင်ကူက60ခုနှစ်မှာရရှိခဲ့ပါတယ်။နေအခြေချုပ်ကပဲဒီတရင်လို့ပဲငင်းငိမ့်စုရရှိတယ်ဆိုတဲ့တရင်ကိုရီယူကသူမှကြားခဲ့ရတာပါ။သူ့ကိုစားသူ့ခင်မုန်းနဲ့တားနှစ်ယောက်ကစုတက်ယူခဲ့ခဲ့တယ်။ နောက်နှစ်ပေါင်း20ကြာတဲ့အချိန်သူကိုယ်တိုင်ဆုတက်ယူခွင့်ရခဲ့ပါတယ်။တံမိုးမထားတတ်ကြဘူး။ဒေါ်နယ်ထရန့်လိုလူမျိုးတော်အသာတငငန်းလိုချင်နေတဲ့နိုဘယ်ဆုဒီဆုပိုင်ရှင်ကို ထောင်ထဲထည့်ထားတဲ့စစ်တပ်အဖိုးမပြတ်နိုင်တဲ့တိုင်းပြည်ယတနာတပါးကဘာတလွားမှာအာနာရှင်ကြီးခေါင်းထောင်လာနေပါပြီ။ဒါတွေကိုကာဝယ်ဖို့လွတ်လပ်ခြင်းကိုကာဝယ်မြင့်တင်ဖို့လူမျိုးကိုရွေးချယ်ဖို့ နော်ဝေးငင်းငင်းရင်နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ကဒီမိုကရေစီတိုက်ပွဲကိုအသက်ဆုံးပိတ်ဆက်တိုက်ပွဲဝင်နေတဲ့ဗီနီဇွဲလာအတိုက်ခံဒီမိုကရက်တစ်ခေါင်းဆောင်မာချာတိုကိုပေးအပ်လိုက်တာဟာမာချာရိုရင်ကဘူတကဘာလုံးကဒီမိုကရေစီအတွက်အသက်ပေးတိုက်ပွဲဝင်နေတဲ့သူတွေအတွက်လွတ်လပ်ခြင်းကိုခုခံကာကွယ်နေသူတွေအားလုံးကိုရှင်ညွန်းတာလို့ နော်ဝေးငင်းငင်းရေးနိုဘယ်ဆုရွေးချယ်ရေးကော်မတီကပြောကြားလိုက်ပါတယ်ကျွန်တော်ညီမပြည်သူလူကြီးဟာလေကိုလိုလက်ချင်းဒီမိုကရေစီကိုဘဝရတ္တိရှင်တန်ပိုင်ခွင့်အတွက်ခုကံကာပွဲတိုက်ပွဲဝင်နေတဲ့သူတွေဖြစ်တယ်ဆိုတာဟောဟောမမိကြပါနဲ့မမိကြပါ ကဘာကြီးဟာတချိန်ချိန်မှာတချိန်ချိန်မှာခမရတို့ကျွန်တော်တို့ရဲ့တော်လန်ရေးပေါ်ဘဝကိုအတက်ကိုစွန့်လို့ပေးဆက်နေမှုအတွက်ဥညွတ်ရပါလိမ့်မယ်အလုံးကျေးဇူးတင်ပါတယ်